ကုန်ကြီးကိုကြော်လွန်ကထူးခြားစံချိန်တစ်ခုကိုတင်ရှိသွားတဲ့ Harry Gay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ The Venture Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဘလုံးလောကရဲ့စံချိန်တွေကတော့တင်းတဲ့သူကတင်းဖြတ်တဲ့သူကဖြတ်တဲ့အလင်းသင့်တယ်လို့သွားနေကြပါတယ်အခုလဲဂျာမန်ဘလူးကြီးဘိုင်ယန်မြို့နဲ့အသင်းရဲ့အင်္ဂလန်နာမည်ကျော်တိုက်စင်မှု Harry Gay ဟာအသင်းတော်အတွင်းကိုတရားပြည့်မြောက်သွားပြီဖြစ်ပြီးတော့သူဟာဒီလိုပြည့်မြောက်ဖို့အတွက်ပွဲအနည်းဆုံးနဲ့ရာပြည့်အတွင်းကိုမှတ်တမ်းပိုင်ဆိုင်ခဲ့တဲ့ပထမဆုံးကစားသမားအဖြစ်နဲ့စံချိန်အသစ်တင်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ် ပြခဲ့တဲ့ဝါဒရီမင်းနဲ့ဘော်ဒါလီကအင်ကွင်းပွဲမှာဘိုင်ယန်မြို့နယ်အသင်းက၄-၀ဂိုးပြတ်နဲ့အနိုင်ရခဲ့ပြီးတော့ပထမပိုင်းမှာဟယ်ရီကိန်းကပင်နယ်တီကဂိုးသွင်းခဲ့တယ်လို့ဒုတိယပိုင်းမှာလည်းလူဝီဒီယက်စ်ပေးတာကလည်းဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ကိန်းရဲ့ဂိုးတွေကထိုးသားတွေကိုအကျိုးပွားစေခဲ့တယ်လို့ဒိုင်းဂိုးတွေကိုလည်းထိုင်ကိုစေခဲ့ပါတယ်။2023ခုနှစ်ကစပါအသင်းကနေပြီးတော့ဘိုင်ယန်မြို့နယ်ကိုဘော်ဒါလီကစံကြယ်တင်ပြောင်းရွှေ့ချိန်ပေါင်သန်းတရာနဲ့ရောက်ရှိခဲ့သူဟယ်ရီကိန်းဟာပြိုင်ပွဲတော်104ပွဲသာကစားပြီးချိန်မှာပဲတင်းကိုတရာပြင်းပြောင်းသွားပြီဖြစ်လို့စီရိုနယ်ဒို ဟာလန်တို့ကိုကြောဖြတ်ပြီးတော့ကလန်အသင်းတို့ကပွဲအနေဆုံးနဲ့ကိုရီးယားသွင်းနိုင်တဲ့သူအဖြစ်သမိုင်းဝင်စာချိန်သစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါလိမ့်။ဘောလုံးလောကရဲ့ထာဝရဂိုးသွင်းအများဆုံးကစားသမားဖြစ်သလိုထာဝရဂိုးကြီးတစ်ပါးဖြစ်တဲ့ United နဲ့ Real Madrid ကံတော်ဝင်တိုက်စစ်ကစားသမားဆီရိုနယ်ဒိုဟာ Real အသင်းတို့က105ပွဲကစားသင်္ကိုတရာပြည့်မြောက်ခဲ့ပြီးတော့ဟာလန်ကလည်း Man City အသင်းတို့က105ပွဲကစားဂိုးတရာသွင်းနိုင်ခဲ့ပါလိမ့်။ အခုချိန်မှာတော့ဟာရီကိန်းဟာစီတိုနေတိုဟာလန်တို့ထက်တပွဲရောနေပြီးတော့စံချိန်တင်ခဲ့တာဖြစ်သလိုအသက်32နှစ်အရွယ်ရှိပြီဖြစ်သူဟာရီကိန်းဟာဒီရာသီပြိုင်ပွဲဆုံးမှာရှစ်ပွဲသာကစားပြီးမှပဲ15ဂိုးထိသွင်းနိုင်ခဲ့ပြီဖြစ်ပါရီအမကန်ဆန်ဆောင်ရည်တွေဖြစ်ပြီးတော့အကြောက်မဲ့ဖွယ်ကိန်းကနန်းတွေပါပဲစပါးကိုစွန့်ခွာရင်ဘိုင်ယန်မြို့နယ်ကစားသမားဘုရားပွဲဥထွေရာသီဖြစ်တဲ့2023-2024ရာသီမှာဟာရီကိန်းက44ဂိုးသွင်းဂိုးဖန်တီးမှု17ချိန်အထိပြုလုပ်ပါရီအဲ့ဒီနှစ်မှာသူရန်လိုချင်တဲ့စုဖလားတော့မရခဲ့ပါဘူး ဗော်ဒါလီကာရဲ့ဂုဏ်သင်းအများဆုံးကစားသမားစုနဲ့သာချိန်နှက်ခဲ့ရပါတယ်။ပြီးခဲ့တဲ့ရာသီမှာတော့ဟာရီကိန်းကပြိုင်ပွဲသို့50တပွဲကစား52ဂိုးသွင်းဂိုးပန်တိမှု14ချိန်ပြုလုပ်ခဲ့ပြီးတော့သူ့ရဲ့ကစားသမားဘဝပထမဆုံးဆူဖလာအောင်မြင်မှုအဖြစ်နဲ့ဘွန်ဒက်စ်လီဂါချန်ပီယံဆုရယူနိုင်ခဲ့တယ်လို့ဒီရသည့်အစမှာလဲဂျာမန်ဆူပါဖလာဆုတ်ခုခဲ့ပါသေးတယ်။ဒီနေ့လဲသွင်းကိုတွေကမိုးပြန်နေပါတယ်။ဒီလိုမျိုးသမိုင်းဝင်စံချိန်ရယူပြီးတဲ့နောက်ဟယ်ရီကိန်းကကျွန်တော်တော်တော်တကယ်ကိုမယုံနိုင်လောက်ဆရာပါပဲ။ ။ဘိုင်ယန်မြူးနစ်လိုထိပ်တန်းကလပ်အသင်းတို့ကသင်္ကုတ္တရာဖြင့်သွေးယူနိုင်ခဲ့တာကဂုဏ်ယူစရာကောင်းပါတယ်။ဒါကလည်းအသင်းပေါ်တွေနဲ့နီးပြားတွေရဲ့ကူညီပေးမှုကြောင့်လည်းပါပါတယ်။ပွင့်နေနေနဲ့သင်္ကုတ္တရာဖြစ်ခဲ့တာကအကြီးကျယ်ခန်းနာပြီးတော့နောက်ထပ်ဂိုးတရာသွေးနိုင်ဖို့မျှော်လင့်ပါတယ်လို့ပြောကြားခဲ့ပါတယ်။ဟယ်ရီကင်းကအနေအေးတဲ့ကစားသမားဖြစ်လို့လူချစ်လူခင်လည်းပေါ်ပါတယ်။သူရန်လိုချင်နေတဲ့အဓိကဆူဖလာတွေလည်းရခဲ့ပြီးပြီဖြစ်လို့ပရိသတ်တွေကလည်းသူ့အတွက်ဝမ်းသာနေကြပါလေ။ဂိမ်းတရောင်နောက်ထပ်သွင်းကိုများစွာနဲ့ဆူဖလာတွေကိုလည်းစုခုနိုင်စီဖို့မျှော်လင့်ဆုတောင်းပေးလိုက်ရပါပါခင်ဗျာ။ အစောဒီကြီးပေးခဲ့ကြတဲ့တို့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်